ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြခြင်းတဲ့စာအုပ်လေးကတော့စာရည်သူရို့တွေမာလာသိမ်းရေးသားထားတဲ့နေလဲစိတ်မှာမြင့်တော်တာဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလင်းကိုဖြစ်ပါတယ်ရှင်နေလဲစိတ်မှာမြင့်တော်တာမျက်စိရှိမှာမတော်ရော်ကိစ္စကလေးများကို တခါတရံတဲ့တဲ့သွားပြီး မြင်မိတိုးမိလို့တတိယတတိပေးတဲ့အခါမောင်က ဲ့လောက်အူတူရပါမလားရဲ့လို့ရှုတ်ချတတ်ပါတယ်။ပေါ်လူနဲ့ထင်ဒီလူနဲ့ပုတ်ခတ်တတ်တဲ့အကျင့်ကို ဖြောက်ဆန်းမှတည်တည်ရဲ့မောင်ဟာဂုံနဲ့ဒရက်နဲ့တိတ်ခါနဲ့နေရတယ်လို့ပါ။တည်တည်ကလွဲပြီးတော့လဲမျက်စီနဲ့မတိုးပါဘူး။တယောက်တောင်လွန်မာပြီဗျာလို့တခါတခါမောင်ကပြ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 ောတတ်ပါသေးတယ်။တတိဆိုတာပိုရယ်မရှိပါဘူးမောင်ရဲ့။ကို့မှာခုံတွေဒရက်တွေမြင့်လာလေလေ။ တတိရှိနိုင်လေးလေးမှာတော်ယုံကြတာအခုကဲကခက်တာယောက်ျားကဘလောက်ပဲယိုယို မောင်လိုခုံနဲ့ပညာနဲ့လူမျိုးဆိုရင်ညင်းကမလို့ခုံကလှုံဆိုတာလို့မိမတွေကမျက်စိကြပြီးလိုက်ဖက်တာတည့်ရလားအောင်မလေးမိမရဲ့ယုံကစီးမရဲ့ဒီစကားကြားရင်တော့ဒိုမင်းကတော်ကတော်တော်လျှော်တာပဲမိမချင်းကိုချင်းမမစားပြောရဲ့လေချင်းဆိုပြီး ခမည်းကိုလာဝိုင်းလိုက်မယ်နော် စကားပြောရင်တပတ်လောက်လျှော့အောင်ခမ။အိုးတတိယဟောက်တာပြောတာပဲ။မောက်အလောက်ကမိမတွေဝိုင်းဝိုင်းလည်နေရတဲ့အလောက်တီတီတော့အဟုတ်ကိုစိတ်မချဘူး။ဟိုတနေ့ကတီတီစကော်စည်းကအပြန်ခဏဝင်လာတော့ကမောက်စပွဲမှာထိုင်လေးပန်းနေတဲ့မိမမတူလဲ။သူ့ကြည့်ရတာဂျင်းရုပ်ပဲ။မောင်ကလည်းပါဇက်ကြီးတစ်ဖြဲဖြဲနဲ့ဟဲ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 လုံနေတာ။ဟာဟာဟာတီတီရဲ့ဧည့်သည်နဲ့စကားပြောရတာ ဟဲ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 နဲ့ရဲမပြောလို့ငိုပြောရမလားတည်ရဲ့အဲ့ဒါလာပန်းပွင့်ရွှေကုံလေးကကစ်တီပါအင်းလေကစ်တီတွေကစ်တက်တွေရှုပ်ရှုပ်ရှက်ရှက်တည်တည်မကြိုက်ဘူးနော်ဒါပဲတလမှာဆယ်ကျင်းလောက်တော့ဒီလိုစီးရင်ရှင်းရမယ်ဖြစ်ပါတယ်တကယ်တော့တည်တည်အပေါ်ချစ်လွန်းလို့သာတည်ပေးနေပေမဲ့လေတခါမှတော့လက်စုံလက်ကင်မိခဲ့ခြင်းမျိုးမရှိပါဘူးနောက်တနေ့ဖြစ်လာနိုင်စရာအကြောင်းရှိတယ်လို့အတွင်းနဲ့သာ ကြိုတင်ပူပင်ခဲ့ရတာမျိုးဖြစ်ပါတယ်။ဒါကိုပဲမောင်ကဖတ်တိုးခွက်လန်ရေမောခဲ့ရုံမကပဲမောင်မိပါအတော်များကိုပါတည်တည်ချစ်တဝင်ကြောင်တက်ပုံလေးတွေကိုရေသွန်းသွေးပြီးချုံချခက်တတ်ပါတယ်။ရုံးမှာ၎င်းပါတီပွဲများမှာ၎င်းတွဲခဲ့နှွဲခဲ့ရတဲ့မြို့သမီးတိုင်းကိုမဆိုလိုပေမဲ့တခါတရံကြာတွေ၊ရာပါတွေနဲ့မက်အဝါတွေနဲ့အကြီးဆိုင်နေတဲ့ အခါများမှာတော့တီးရနှခမ်းဆူတက်ခဲ့မြေဖြစ်ပါတယ်။အဲ့ဒီအခါမှာမောင်မီပါနဲ့မောင်အတော်များယောက်ျားပဲခွဲဆိုတဲ့ခြေပါကျင်တဲ့တတိယစိုးရင်ကြည်လာတဲ့ချင်းမီးကိုရေနဲ့ဖြန့်ပေးခဲ့ကြပါတယ်။ဘသူတွေကရေနဲ့ဖြန့်ဖြန့်တတိဘောကတော့စိုးရင်စိတ်ကလွှမ်းလျက်ဖြစ်ပါတယ်။နောက်ဆုံးမှာတော့ခေပညာတဲ့မြို့သားကိုလင်းလုံနေရတဲ့သူ့ဘဝကိုပဲသူကစိတ်နာမိလေတော့တယ်။ တိတိယတော်တရေတယောက်ရဲ့သမီးဖြစ်တယ်။အမေကမရှိအဖေနဲ့ကြည်ပြင်းခဲ့ရသူဖြစ်တယ်။သူ့အဖေကပစ္စည်းတွေကြီးကြီးတဲချမ်းသာပါလျက်နဲ့ခေပညာမတက်ခဲ့တဲ့အတွက်အရာရာခက်နောက်ကျနေတဲ့တတိတူဖြစ်တယ်။ငယ်စဉ်ကပညာသင်မပေးခဲ့တဲ့တင်းညာရသူ့မိဘတွေကိုလည်းအလဲကားနေရင်ကျိန်ဆဲနေသူဖြစ်တယ်။ဒါကြောင့်တိတိကိုခေပညာတက်အောင် သင်ပေးခဲ့ပေမဲ့လည်းတတိယပညာပါရမီညံ့လို့လားဒါမှမဟုတ်တတိကပဲဖြင်းလို့လားမဆိုနိုင်ဘူးလေးတန်းမှာ၃နှစ်ဆက်ဖြည့်ရပြီခုနှစ်တန်းမှာ၄နှစ်ဆက်ကြတဲ့အခါသူ့အဖေကဒေါပွားပြီးတတိကိုကျောင်းဝနဲ့ထုတ်ပြလိုက်တော့တယ်ကျောင်းဝထုတ်ပြီးလင်ပေးစားဖို့စီမံတဲ့အခါမှာဒီဆက်နဲ့ဒီသမီးကိုအုပ်ဆိုးနိုင်မဲ့လဲလဲဝဲဝဲတွတ်တွတ်လဲလဲ ခေပညာတဲ့တမဲလောင်းတယောက်ရမယ်အရေးကိုလဲလင်းပွဲစားဒေါ်စိန်အေးကိုငွေ900ပေးပြီးတမဲရှာခိုင်းခဲ့ရပါတယ်ဒေါ်စိန်အေးလှော့ခတ်ပေးခဲ့တာကြောင့်တတိယအမျက်တော်ကြီးဝန်တောက်ကိုလေးမောင်နဲ့ရင်ဆက်ဆုံးခဲ့ရပါတော့တယ်ကိုလေးမောင်ရဲ့အစီအစဉ်ကယခုလက်ရှိ အမျက်တော်ကြီးဝန်တောက်အလုပ်ကို၃နှစ်ပဲလုပ်ပြီး အလုပ်ကထွက်အဖက်ဆက်မှာအိုးစီးလောက်ကင်မယ်လို့ဝန်ခံပြီး လက်ထပ်ခဲ့တာဖြစ်ပါတယ်။လက်ထပ်ပြီးတော့တတိယရန်ကုန်ကိုမွန်တောက်ကတော့အဖြစ်နဲ့လိုက်ခဲ့ရပါတယ်။အဖေကတနစ်တနစ်စက်ကဝင်ငွေတွေကို အမျက်တော်ကြီးဌာနကိုပေးရတာကနေလောနဲ့အတွေ့တမဲဖြစ်သူနဲ့ညှိနှိုင်းပြီးစရင်လိန်များစရင်ညာများပြုလုပ်ထားနိုင်တဲ့အတွေ့ဝမ်းသာနေပါတော့တယ်။နောက်တော့စက်ကိုလာပြီးမအုပ်စည်းလျင်လဲနေပါစေအမျက်တော်ကြီးပေးရန် ်ဝေတဝက်လောက်တက်တာရင် တော်ပါပြီလို့ပြောလေတော့တယ်။ဒါကြောင့်တတိယရန်ကုန်သူကြီးဖြစ်နေရလေတော့တယ်။တောဆက်တဲ့သမီးဟိုခရယိုးယိုးနေတတ်ပေမဲ့မဟုတ်ရင် မခံချင်တဲ့စိတ်တက်ကတော့တိတိမှရှိလေတယ်။ကိုလင်းမောင်နေပုံထိုင်ပုံများနဲ့ပတ်သက်ပြီးမကြေမနက်ဖြစ်ခဲ့တဲ့အခါယောက်ျားပဲကွယ်ဆိုတဲ့စကားနဲ့ယောက်မနဲ့အတော်တွေက နှစ်သိမ့်ခဲတော့ကခက်အေးအေးနေခဲ့မိပေမဲ့ အခုမျက်စိရှိမှတက်တဲ့တိုးမိတဲ့အခါမှာတော့တိတိရဲ့အသေးတွေဆက်ဆက်တုံခဲ့ရလေတော့တယ်။ညကတရင်နိုးတဲ့အခါဂရင်ပေါ်မှာကိုလေးမောင်ကိုမတွေ့ရဘူး။အဲ့ဒါနဲ့သင်္ကာမကင်းဖြစ်ပြီးနောက်ဖေးဘက်အခန်းကိုခြေပြားထောက်ပြီးထွက်လာတဲ့အခါလွန်ခဲ့တဲ့တရက်နှစ်ရက်အတွင်းကအဖေရှာပြီးပို့လိုက်တဲ့အိမ်ပေါ်မှာလေးကိုဗစက်ပိတ်ပြီးချော့နေတဲ့ကိုလေးမောင်ကိုပပင်းကြီးတွေ့မြင်လိုက်ရပါတော့တယ်။ တတိယလက်ကလက်နှိပ်တံမီးကိုပိုလေးမောင်မျက်နှာကိုတက်တက်ကြီးထိုးထားပြီးကောင်မလေးမျက်နှာကိုထိုးကြည့်လိုက်တယ်ကလေးမလေးကအသက်15နှစ်သက်သာကလေးဖြစ်ပြီးအရိုင်းမလေးပြီးပြီး အသားတွေတစက်စက်တုံပြီးကြောက်ရွံ့နေရှာတယ်ကိုလေးမောင်ကအဲ့လိုပပင်းကြီးတိုးပေမဲ့မျက်နှာတစ်ချက်ကလေးမှမပြတ်အိမ်တွေမပြတ်ထသွားပြီးသူ့အရာပေါ်မှာသွားအိတ်နေတယ်တီတီနဲ့ကလေးမလေးနှစ်ဦးကတော့ ညအမောင်ရိတ်မှာ ကြောင်တောင်ငေးပြီးစက်ရုပ်လို ရက်ကြံခဲ့ရတယ်။စက်ရုပ်ဆိုတာဟာသူတို့ကတော့ပေးမှလှုပ်ရတာမဟုတ်လား။တတိယဒေါသထွက်လွန်းလို့ဘာစကားကိုစပြောပြီးဘလို့လှုပ်ရမှမသိအောင်ရင်ထဲမှာခံပြင်းလှတယ်။မိုးလင်းတဲ့အထိသူ့ကိုစကားတခုံးမှမပြောဘဲနေလိုက်တယ်။နနေ့ကျတော့လေကိုလေးမောင်ဘာအပြေးမှမရှိတဲ့သူတအုံးလုံးဘန်ကောက်လုံးကြီးမိခိုးရောင်ရင်ရင် ပိုးတကလန်တိုက်ပုံမိခိုးရောင်နုနုနဲ့မောင်းကျက်တီခေါင်းပေါင်းပန်းလူပျော့ပျော့ကိုမန်ရှိမှာစမက်ကြကြပေါင်းပြီး နေတယ်။အဲ့လိုမြင်ရလေတိတိရင်ထဲမှာမခံချင်းစိတ်ရင်နာစိတ်တွေကပြင်းထန်လာလေဖြစ်ရတယ်။ကိုလေးမောင်ကတိတိကိုခါတိုင်းလိုလေတော့မဆက်တော့ပဲခက်တီတီနဲ့ရုံးကို သူ့ကိုယ်တိုင်ကားမောင်းပြီးထွက်သွားတယ်။အဲ့ဒီအချိန်ထိတိတိကသူ့ဘဝကို ဘလို့တခန်းကရမလဲလို့စဉ်းစားမရဖြစ်နေသေးတယ်။ဒါပေမဲ့တစ်ခုမဟုတ်နှစ်ခုသုံးခုစဉ်းစားမိသေးကတော့အိမ်မှာအိမ်စည်းကလေးတွေမကြာခဏမျက်စိပြက်မျက်နှာပြက်ပြက်နဲ့မပြောဘူးဆိုပြီးပြန်ပြန်ပြေးကြခြင်းကပိုတော့ကမဥပ္ပတ်မိခဲ့ပေမဲ့အခုမှတရားခံကိုသိရတော့တယ်။အိမ်မော်မာကလေးတွေမမြဲတဲ့အတွက် အဖေါ်အမေရှာပို့ရတဲ့အဖေကပဲကြားကစိတ်ပြက်လာတာခလဲမာကလေးတွေပြောအောင်ဘိုင်စကောရုပ်ရှင်ကလေးတွေလည်းပြပါသမီးရဲ့ရွှေစားငွေစားကလေးတို့အဝတ်အထည်ကလေးတို့လည်းဝယ်ချမ်းပေးပါလို့စာရိတ်ခဲ့ပို့တယ်တတိအဖေါ်ကလည်းလူတစ်ဖက်သားကိုစကားနဲ့ပဲနင့်နေတည်တည်ပြောပြီးမဆက်ဆံပဲကောင်းကောင်းကြွေးကောင်းကောင်းပေးကောင်းကောင်းစင်ပြီးထားပါရဲ့နဲ့ရှုံနေပဲပြန်ချင်တဲ့ဟာတွေပြန်ကြပါစေလို့ ိတ်ပေါက်ပေါက်နဲ့ပြန်လှုပ်ခဲ့တယ်။ဒါပေမဲ့ဒီညတော့တီးရပါပြီ။ကလေးမလေးတွေဒီအိမ်မှာမမြဲရသေးကအသားစားဘလို့ရှိနေခြင်းကိုကြောက်ပြီးပြင်ပိတ်ပိတ်ပြီးပြေးကြမယ်။အခုမှတီးရတော့တယ်။တီတီကနှစ်ရက်လုံးလုံးသူ့အကြံကိုအပြန်ပြန်အလန့်လန့်သုံးဖြန့်ရွေးချယ်ပြီးတဲ့အခါသုံးရမြောက်တဲ့နေ့တညမှာတော့အောင်မြင်ပြီဆိုပြီးအချိန်ကိုစောင့်ဆိုင်းနေတော့တယ် ကိုလဲမောင်ကဟိုနေ့ကကိစ္စတီတီတိသွားပြီးရဲ့နောက်တီတီကိုစကားတခုံးမှမဟာပဲမျက်နှာလွှဲနေတယ်။ရုံသွားချိန်သွားရုံစင်းချိန်စင်းပါတီပွဲများတက်စရာရှိလဲဟန်မပြက်တက်နဲ့တတော်ကိုမျက်နှာပြောင်းလာတယ်။ဒီနေ့လဲညနေရုံက၄နာရီပြန်လာပြီးဘယ်နာရီလောက်မှဘယ်ဟိုသွားမှန်းမသိတောက်ပြောင်တက်လွင်တော့အဝိအစားများကိုဝစ်ဆင်နေတယ်။တီတီလဲမှန်ရှိမှလူပြိုလုံနေတယ် ကိုလေးမောင်ရဲ့ကြောဘက်မှာရက်ပြီးရုပ်လာသလောက်ရုပ်မာတယ်လူရုပ်မာကဲရုပ်မာချင်းအောင်ဒါကြည်စမ်းအမိုက်မတော်သူမကိုလေးမောင်လက်ကပင်မြန်လှပါပဲမန်းထဲမှာ ရုပ်တရက်ပေါ်ထင်လာတဲ့တိတိလက်ကပစ္စည်းကိုမြင်တာနဲ့ကိုလေးမောင်က ဖြက်ဖြက်လက်လက်ရှောင်လက်ထားကြောင်းကြည်စမ်းကမှန်တဲ့ချားပေါ်ဝင်ကနန်းရံကိုဖောက်ထွက်သွားခြင်းဖြစ်ပါတယ်မပြစ်တဲ့ပြစ်တဲ့နဲ့ မှန်ပြီးပြစ်လိုက်တဲ့ကြည်စာကဘေးချော်ထွက်သွားတဲ့အခါတီတီကနောက်တစ်ချက်ထပ်ပြစ်ဖို့ချိန်ရွယ်လိုက်ပါတယ်။ဒါပေမဲ့ကိုလေးမောင်ကစိတ်ဆိုးမှန်ဆိုးဒေါသအိုးပောက်ကွဲနေတဲ့မျက်နှာနဲ့ထလာတဲ့အခါတီတီကတနက်ကိုအခန်းထောင်ကိုသွေးယူသွေးတန်းနဲ့လှုပ်ပြစ်လိုက်ပါတယ်။ကိုလေးမောင်ကတနက်ကိုလှဲ့ကြည့်ခြင်းမှာတော့အောက်ထပ်ကလူတန်များကလည်းစူးစူးညံ့ညံ့နဲ့တက်လာကုန်ကြပါတော့တယ်။ တတိယဘာမှမစင်းသားတော့ပဲကိုလေးမအနာကနေခွာပြီးနောက်ဖေးပေါက်ကပြင်းစင်းကဲမိလေတော့တယ်ဘာပဲဖြစ်ဖြစ်အဖေစီလဲမပြောင်းချင်တော့ဘူးအဲ့ဒါကြောင့်အဖေနဲ့ရော လူယုံမာနဲ့ရောဝေးရပြေကိုတတိယကားနဲ့လိုက်ခဲ့မိတော့တယ်ချူတော်နဲ့ပြေချားမှရှိတဲ့တောင်ကြီးခွေကိုရောက်တဲ့အခါတတိတို့ကားပေါ်မှာ ခရီးတယ်လို့ဟန်ဆောင်ပြီးရောနှောလိုက်ပါလာကြတယ်သူတွေက ဒရိုက်ဘာကိုတနတ်နဲ့ချင်းခရီးသည်တွေကိုတနတ်နဲ့တစ်ပြီးကားကိုတော်ရဲကိုမောင်းခံကြလေတော့တယ်ဖေယားဖေယားတတိယကြောက်လန့်တကြားအော်လိုက်မိတော့တယ်ပါသည်အကုန်ချွတ်ပုံကြ နောက်မှရှာလို့တွေ့ရင်တော့တောင်ကြီးကိုကြားမှာကိုန်းစားတွားရမယ်ကြလားချွတ်လေဘာငဲနေရလဲခရီးသည်တွေကိုနှအုံမှမသလိုတောနဲ့ထဲကိုတနတ်နဲ့ချိန်ပြီးမလာခဲ့ပြီးမျက်မြောင်များပေါ်မှာ ပစိုးတထဲကိုဖြန့်ခင်းခီးတယ်တွေပါလာသည်မငွေရွှေစသည်တို့ကိုဓမြတွေကစုပုံခိုင်းတယ်တတိယအသက်ပဲမရှိုးဝဲအောင်ရှိနေရကသူနာမှာရှိတဲ့သုံးရည်ကန်ရှိတဲ့စိန်ငကကလေးကိုချွတ်နေရလေတော့တယ်လူစိုးဘောကတတိအနာကို မိုက်ခိုင်းနေလျှောက်ပြီးဘရက်တွေခြေချင်းတွေဘာလို့ဝတ်မလာတာလဲဟင်ပုတ်လေးမာတယ် tree ဟိုဆိုပြီးတတိလည်းက Venus လက်ပတ်နာရီကလေးကိုစတောင့်ပြီးဆွဲဖြုတ်လိုက်တယ်။တီတီကရိုင်းဆိုင်မကန်းလာတဲ့ဓမြမိုက်ကိုတားပိတ်ရိုက်ပစ်လိုက်ခြင်းပဲလေ။သူ့လက်တွင်းကရေဖြစ်နေချိန်မို့စိတ်ကိုမနှဲချုပ်တီးထားလိုက်ရပါတယ်။ပစ္စည်းတွေကောင်းအောင်ချွတ်ပေးပြီးပြန်တော့လေ။ပြန်မလော့ဖဲချင်းကိုက်ဖြုတ်ကိုက်နဲ့ဓမင်းမဆာရရေမတော့ရဒုက္ခခံခိုင်းပြီးညင်စဲထားတာကိုလေခံရပြန်တော့တယ်။ တရက်တော့ကြိတ်မိနေကြပါလေ။နေရမြောက်တဲ့နေ့မှာတော့ကိုဘဝလွံ့မြောက်ရေးကို တွေးပြီးပြေးပေါက်ရှာကုန်ကြတော့တယ်။ဒါလားပြေးကြစို့။မြို့သားတို့ကအဆောက်ချထားတဲ့လက်နက်ကန်ဓမြငယ်ကိုခေါ်အပ်လာကောင်းကောင်းနဲ့ထွေလုံးတက်ပုတ်ထားခဲ့ပြီးတဲ့နောက်မှာမိအောင်ကဲမဲ့လာတဲ့ညမှာအဲ့လူကတိတိလက်ကိုလာဆွဲခေါ်လေတော့တယ်။ဖြစ်ပါမလားယင်။ဒါပါဗျာခက်လိုက်တာခမားကလည်းတနက်တန်များက တတိတို့နောက်ဖက်ကအဆက်မပြတ်ပေါ်လာပေမဲ့လေသူကတတိလက်ကိုကြစ်ကြစ်ပါစုပ်ဆွဲပြီးတော့ပါနတ်ကျင်လဲစွာရှောင်းပုံပြေးနိုင်ခဲ့တဲ့အတွက်ကြောင့်ရုံတောင်ပြီးခွေးမြောက်လာဆိုသလိုဓမြတွေရဲ့တနတ်တန်ကနီးလာပြီးမှဝေးတဲ့ဝေးခဲ့ရလေတော့တယ်တတိကတော့ကြောက်စိတ်တွေကြောင့်ဒူးတွေနှက်ကြသလိုတဆတ်ဆတ်တုံပြီးပြေးလို့ပဲမရနိုင်ခဲ့ပါဘူးကျမမောလာပြီရှင် ျမမပြေးနိုင်တော့ဘူးတတိယကတစက်ဆက်တုံနေတဲ့ဒိုးကိုလက်နဲ့ဖီရင်ပြောလိုက်တဲ့အခါ "तू आ တီတီပါဇက်ကိုဖြတ်ခနဲ့ပိတ်ရိုက်လိုက်ပြီးစကားမပြောနဲ့လို့ဆိုလေတယ်။တီတီမှ စိတ်မဆိုးနိုင်ပါဘူး။ခုလိုအသက်ဆုံးပြီးရန်သူလက်ထက်ကထွက်လာခဲ့ရတဲ့အချိန်မှာစကားရှင်မိတဲ့သူ့ပါဇက်ကိုပဲ "तू आ ဒေါပွားမိရတော့တယ်။တညာလုံးပြေးရင်လွှာရင် ရောင်နီအရှိတ်ဘက်တခွင်က လီလွယ်လွယ်ပြုတ်လာမှာရန်သူတို့နဲ့ဝေးရတနေရမှာနှစ်ယောက်သားနားခွင့်ရတော့တယ်ဒီတော့မှလည်းသူ့မျက်နှာကိုတေသေးချာချာကြည့်လိုက်မိတော့တယ်ရန်ဟောကကားထွက်လာစားကကားနောက်ပိုင်းမှာမျက်မှန်အနေနဲ့အားခွန်ဗလာကောင်းကောင်းလူတစ်ယောက်ပါလာခဲ့တာတော့တီတီသတိထားမိခဲ့ပါတယ်ကားတန်းကမြို့ငယ်များကိုဝင်ပြီးနှားတိုင်းသူကကားပေါ်မှာဆင်းပြီးကားဘေးမှာလမ်းလျှောက်တယ် ။နောက်တီတီကိုမတိမတာခိုးခိုးကြည့်ခဲ့တယ်။တီတီကလည်းအဲ့လိုခိုးအကြည့်နဲ့အကြည့်ချင်းကတစ်ခါနှစ်ခါမဟုတ်ဘူး။သုံးခါတီတီစုံခဲ့ဘူးတဲ့။ခိုးပြီးအကြည့်ကလူမိတဲ့အခါမှာတော့နှစ်ယောက်စလုံးကခက်တီတီမျက်နှာပြင်နေလိုက်ရပေမဲ့လည်းမျက်လုံးချင်းကတော့တီပီဖြစ်နေကြလေတဲ့။ရှင်ရှင်ဘသူလဲရင်တီတီကသူ့လက်မောင်းအိုကြီးကို ဆုပ်ကန်ပြီး stand on မေးလိုက်လေတဲ့ ကားပေါ်တော့ကအများနဲ့တုံးကတိတိအကြည့်ချင်းစုံခဲ့တဲ့မျက်မှန်အနဲ့နဲ့လို့လေဒီလောက်ကြီးကြောင်ကြလွန်းတော့လေတတိယအိုးအိုးပဲမဲ့ရှက်သွားမိလေနှုတ်ရှင့်မျက်မှန်အနဲ့ရောတတိယအရက်ပြေထပင်းမိလိုက်လေတယ်မအေးဘေးတွေကို ပေးခဲ့ရပြီလေကျုပ်ဘဝမှာဒီမျက်မှန်အနဲ့နဲ့ပဲရုပ်ဖြတ်နေလာခဲ့ရတာအခုတော့သွားပြီအိုးရှင်ရရုပ်ဖြတ်နေရတယ်ဆိုတော့ရှင်လည်းပဲ လူโซပဲလာဟင်တတိယနောက်ဖက်ကို သူ့ကိုကလေးကိုတုံငနဲ့ရွှေ့လိုက်ပြီးသူ့စကားကိုလန်အားပို့သွားရလေတော့တယ်။အင်းလူโซမဟုတ်ပေတဲ့လူကောင်းလို့လဲကျုပ်ကိုကြုံပြောချင်ပါဘူး။ထူးဆန်းလာတဲ့သူ့စကားကြောင့်တတိယပို့ပြီးအံ့အားတင့်ခဲ့ရပြန်တယ်။ကဲပါဒါတွေကအရေးမဟုတ်ပါဘူး။ခမည်းကဘယ်ကိုသွားမှာတော့။ကျမလားပြေ ਉ လေ။ဟာ ီလိုဆိုကျုံနဲ့ခီးတူတာပဲရှင်လည်းပဲပြေကုန်တော့မဟုတ်ဘူးမော်လမြိုင်ကိုနှစ်ယောက်စလုံးမောရပန်ရတဲ့ကြားကမချီပြုံပြုံးလိုက်ကြရနေတယ်သူ့ရဲ့နှလုံးသားမှာတတိနဲ့ဟာတာအပြစ်ရှိနေတာကိုတော့တတိယလေးစားမိလာရတယ်သူ့ကိုတွေ့ရခြင်းကတတိအဖို့မိဟောင်းဆိုရာတအိုးနဲ့တွေ့ရတယ်လို့စိတ်ထဲမှာဇဝေဇဝါနဲ့ဖြစ်နေပေမဲ့ တိတိကြကြတော့ဘသူဘဝဆိုတာမမှန်မိဘူးတိတိအဖို့တခုထိုးစမ်းနေတာကတော့သူနဲ့တွေ့ရတဲ့အချိန်ကရန်ကုန်အိမ်မှာကိုလေးမောင်နဲ့ဖြစ်ဖြစ်ခဲ့ရတဲ့ဒုက္ခတွေကိုခဏမေးပြောင်းနေခဲ့ခြင်းပဲဖြစ်တယ်။အဲ့ဒီနေရာသူတို့ကလမ်းခုလက်မှာတွေ့ကြရတဲ့ပုံကြီးကြောင်တစ်ကြောင်မှာဝင်ပြီးခွန်းထားခဲ့ကြရတယ်။မြို့နာတရားပြေးသွားတဲ့ပုံကြီးကသူတို့ကိုနားဖို့ဇရက်တခုပေးယုံမကထမင်းမှာ ကျွေးခဲ့ပေးသေးတယ်။ဒါလားခမရနာမည်ဘသူ?တီတီပါ။ဟာခမရနာမည်နဲ့ခမရနဲ့အဆင်ပြေတဗျာ။လူစိုးလကတီတီကလေးလွတ်လာခဲ့ရတာလေ။ဟုတ်ပါရဲ့ရှင်။ဒါပေမဲ့ရှင့်ကျေစုတွေပါ။လိုပါဦးဗျာ။ကျုပ်တယောက်တည်းထွက်ပြေးလာရင်ဘူကောင်းဆံမှာမို့ကျုံတဲ့နီးရခမရကိုပါကဲတင်ခဲ့ရတာပါ။ကြံရစ်ခဲ့တဲ့သူတွေကိုတော့တနာတယ်ဗျာ။ဟုတ်တယ်ရှင်။ တီတီလေးဟိုကြံရစ်ခဲ့တဲ့မျက်စိမမြင်တဲ့အမေအိုကြီးကိုတနာလိုက်တာ။ကဲပါလေမဖြစ်နိုင်တာတွေကိုစိတ်ညစ်ခံမနေပါနဲ့တော့မတီတီ။ဖြစ်ရဘွားပျော့ပျော့သာနေပြ။လာလာဟိုเจ้าမြောက်ဖက်ကတဲဖြူဆန်းချောင်းနဲ့ဘရောက်ပင်ကြီးကတိတ်လာတာပဲ။ဓာတ်ကြည့်စမ်းပါ။တကယ်တဘာဝပကြီးကားကြီးပဲ။ဖုန်းကြီးကရှောက်ကြည့်ပါတဲ့။ခွေးတွေလည်းတန်ကျိုးနဲ့ချီထားပါတယ်တဲ့။လာလာတီတီကစိတ်မောလည်မောနဲ့ဇရက်ရဲ့လေကားရင်းမှာ ထိုင်ပိုင်နေတာကိုမြင်ရတဲ့အတွက်သူကအခုလိုလာခေါ်ခြင်းဖြစ်တယ်။ဒီတော့လေတီတီကစိတ်မပါလာပဲနဲ့အာနာပါနာထပီးလိုက်ခဲ့ရတယ်။နောက်ဖက်တောဆွယ်မှာကွယ်တော့မယ်ဖြစ်နေတဲ့နေအောင်ဖြော့ကြောင့်တသွေသွေညင်ညင်တတာကလေးစိစစ်နေတဲ့သဲပြူစမ်းချောင်းကလေးနဲ့ဗရောက်ပွင့်များကလည်းပိုပြီးလှနေကြလေတယ်။ကြိုပြောတာဖက်နဲ့လေမလာဘူးလားမသိသေးတကယ်ပကြီးကားချက်ကြီးပါပဲဗျာ။ ။သူဟာတန်အော်ပဲငေးမောပြောဆိုလိုက်လေတယ်။ဓမြတွေလက်ကထွက်ပြေးခဲ့ကြတော့ကဘိုးမသိဘာမသိနဲ့သာလိုက်ခဲ့ရပေမဲ့သူ့ကိုဘလို့လုံးမမသိခဲ့ဘူး။ဟောအခုတော့လေသူဟာတတ္တိဟာတအပြင်အမှုပညာကိုမြန်နိုးယူရတတ်တဲ့အသက်နှလုံးများပါရှိနေတာကိုတတိယအံဩစွာ တွေ့လာရပြန်တယ်။ကျုပ်တသက်မှာဒီလောက်လှတဲ့တဘာဝပကြီးကမျိုးဒီတခါပဲတွေ့ဘူးသေးတယ်ဗျာ။ ဒီသဲဖြူချောင်းနဲ့ဘရောက်ပင်နေရာမှာခမရရဲ့အလှကိုတင်စားလိုက်ရရင် ကောင်းမလားပဲ။ဘာဖြစ်လို့လဲဆိုတော့ခမရဟာရန်ကုန်သူသားဆိုတဲ့မိတ်ကတ်တို့နှကန်းနေတော့မချဲပဲရိုးရိုးကလေးရှင်ပြီးတနေတယ်သူမို့ပဲ။ဖျားရီတတိယဘာမှပြန်မပြောနိုင်မယ်။သူ့ရဲ့စကားများကိုအံ့ဩနေရတော့တယ်။သူ့ပါးစပ်မှာထွက်ပေါ်လာတဲ့ဒီစကားများကို ထောက်ရှုခြင်းအပြင်သူကတာမန်လူရိုးရိုးမဟုတ်ပဲ။ ူအသေးနှလုံးမှာအမှုပညာသွေးကြောတွေရှစ်တန်းနေတဲ့ပကြီးဆရာတယောက်ဖြစ်ကြောင်းလဲတီတီကသိလာရပြန်တယ်။တကယ်တော့ဘရောင်းနဲ့ရောပြီးသူ့အသေးနှလုံးမှာအမှုပညာပန်းများက ပွင့်လန်းပြီးအာယူနေကြပြီလဲဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့သူရောတီတီပါပြေကိုခရီးဆက်ပြီးခုံကြီးចောင်းကထွက်ခွာခဲ့ရလေ။ចောင်းကထွက်ခွာနေမှာတော့သူကတဲပြူចောင်းနဲ့ ဘရောက်ပင်ကြီးကိုသွားပြီးနောက်ဆုံးနှုတ်ဆက်ခြင်းနဲ့နှုတ်ဆက်နေလေတော့တယ်။သူကတိတိကိုပြေကတိတိအတော်ဝမ်းခွဲတိုးရဲ့အိမ်ဝအထိလိုက်ပြီးပို့ခဲ့တယ်။အိမ်မော်ကိုတက်ပါအောင်လို့ခေါ်တဲ့အခါကိစ္စမရှိပါဘူး။တဲပြူချောင်းနဲ့ဘရောက်ကိုမမေ့ရင်တော်ပါပြီမတိတိလို့ပြောပြီးခြာကနေထွက်သွားလေတော့တယ်။တိတိကအမှတ်မထင်ဆုံးပြီးစုံစည်းခဲ့ရတဲ့သူအတွေ့ရင်ထဲမှာတသက်သက်နားခဲ့ရတယ်။ဒါပေမဲ့လည်းနောက်တော့ တရားပွင့်ကြွေများနဲ့အတူသူ့ကိုမိခဲ့ရတော့တယ်။ပြေရအတော့အိမ်မှာဒေးငါရဲ့နေမိတဲ့အခါအတော်ရဲ့သတင်းပို့ချက်အရာ အဖေရောကိုလေးမောင်အပြင်တိတိရောက်ခမအတော်ရောက်မတွေပါဗျောကြီးပေါက်လာကြပြီးတိတိကိုချောမောဖြောင်းပြကြတယ်။ကိုလေးမောင်ကိုယ်တိုင်ကလည်းသူ့အပြစ်ကိုဝန်ချတောင်းပန်ပြီးတိတိသဘောကျလိမ္မာစွာ နေပါတော့မယ်လို့ဆိုချတယ်။ဒီလိုဆိုပြန်တော့လေတိတိမှာ မိကောင်းဖခင်တာသမီပီတာစွာသူတို့ခေါ်ရာပြန်ပြီးလိုက်ပါခဲ့ရပြန်တယ်။ဒေယုနောက်တဲ့ရွေဦးပေါက်တနေ့မှာတော့တီတီအမီနဲ့စားတိုင်းမှာအထုပ်ကြီးတစ်ခုရောက်လာလေတော့တယ်။တီတီကဒီလောက်ကြီးမားတဲ့အထုပ်ကြီးကိုဘသူကများပို့လိုက်ပါလေလို့စဉ်းစားမြနိုင်ရှိခဲ့တယ်။အတက်တက်ရစ်ပက်ချီနောင်ထားတဲ့ကျိုးနဲ့ဆက်ကိုတွေကိုတီတီကဖြေမရနိုင်တဲ့အတွက် ။ကိုလေးမောင်ကိုပဲကိုကြီးဖြေခိုင်းခဲ့ရတယ်။တောက်ပါခြင်းမရှိတဲ့နေရောင်ကြီးရေးရေးမြင့်မြင့်အောက်မှာတသွင်သွင်စည်းစည်းနေတဲ့တဲဖြူစမ်းချောင်းကလေးနဲ့ချောင်းရီတစ်ဖက်ကမ်းမှာတော့ပင်လုံးကျိုဝင်နေအောင်ဖိုးပွင့်နေသောဗရောက်ပင်ကြီးရဲ့ပင်ရင်းမှာခြေဆင်းပြီးငေးနေသောမင်းမပြိုတဦးရဲ့ပကြီးကားကြီးတကားဖြစ်နေလေတော့တယ်။နိုင်ငံကျော်ပကြီးဆရာကြီးများရဲ့လက်ရာများလို့ သူ့ရဲ့ပကြီကအတွက်ဆေးရောင်အမောင်းအလင်းအနေအထားများမှာတကယ်ရှုမျောခြင်းလိုပဲအသက်ဝင်လွန်လာတော့တယ်။ပကြီကအောက်ဖက်ထောင်းမှာတော့တနေ့တစ်ခေါက်ရောက်ခဲ့ရသူလို့လက်မှတ်ရေးထိုးထားတာကိုတွေ့ရပြန်မာတော့တယ်။ဒါဘသူစီကပို့လိုက်တာလဲတည်တည်။ကိုလင်းမောင်ကပကြီကားကိုစပွဲပေါ်မှာတင်ပြီးငေးကြည့်ရင်ကမျက်စိပြင်းမျက်နှာပြင်းနဲ့မေးလိုက်တယ် မောဩတီတခါပြောဖို့ပါရောလားတီဩကဲခဲ့တယ်လူစီကလေဩကိုလဲမောင်ကမကြီးကားတဲ့ကတီတီရဲ့ပုံသူကို ကြည့်ပြီးတယောတလူလူနဲ့ဩဆိုတဲ့အတန်ကိုခက်ရှင်ရှင်ညှိလိုက်ပါတယ်ဒီလူကိုကိုလဲမောင်ကခေါင်းကိုတစက်စက်ညှိပြီးခဲဝဲဝဲမှာရှိတဲ့ကလက်ထိုင်မော်ကိုသွားထိုင်တယ်ပြီးတော့ပြုံးလိုက်တယ်သူ့ပြုံးပုံကတီတီကိုလောင်ပြုံးပြုံးခြင်းဖြစ်တယ်ကောင်းပါဗျာ ပကြီကားကြီးကလည်းခန့်ဖပကြီကားကြီးရဲ့တယုတ်အတိတ်ပဲကလည်းရှင်းဖပေါ်လွင်ဖဗျာအခုလိုအမှုပညာကိုတန်မိုးမထားတာပဲစော်ကားနေတဲ့စကားသံများကို ကြားလိုက်ရတဲ့အခါတီတီယာသူ့ကျေးဇူးရှင်ဘက်ကဆက်ဆက်ခါနာကြည့်ခဲ့ရလေတီတီယာသပွဲပေါ်မှာထောင်ပြီးတင်ထားတဲ့သူ့ထံအားပကြီကားချက်ကိုတယုတ်တရာပိုက်ယူလိုက်ပြီးကိုလေးမောင်ရှင်နာကို တိုးခဲ့လေတယ်ရှင်ဟာအလဲကားလို့ ရှင်ဟာမေတ္တာကိုလည်းလေးစားရမှန်းမသိဘူး။အနုပညာကိုလည်းတန်ဖိုးထားရမှန်း။နားမလဲတဲ့လူတစ်ယောက်ပဲ။ဒီမှာကိုလေးမောင်တော်ကြီးခေါင်ခေါင်ထဲမှာနှစ်ယောက်တည်းအတူတူအိတ်ခဲပြေးခဲ့ရပေမဲ့သူဟာကျမအပေါ်မှာရေကြီးတပောက်မနှောက်เสียရပဲစောက်ရှောက်ခဲ့ပါတယ်ဆိုရင်ရှင်လိုအသေးညဉ့်ညမ်းတဲ့လူစားမျိုးကတော့ကိုနဲ့နိုင်ပြီးရိုင်းရိုင်းတွေးမှာပဲ။တကယ်တော့သူနဲ့ကျမဟာရှင်ထင်တယ်လို့မြုပ်မှခဲ့ကြဖို့ဆိုတာရှင်နားမလဲပေတဲ့ တောဆောင်နဲ့တောင်ဆောင်နဲ့တွေနားလဲပါတယ်သိပါတယ်ဘယ်နဲ့ဘယ်နဲ့ခင်ဗျားကဟိုဘက်ကနေပြီးကျုပ်ကိုရန်တွေ့နေရတာလေဒါရန်တွေ့နေတာမဟုတ်ဘူးအင်မတန်စိတ်ကောထားတေးတင်ယုံညံ့တဲ့လင်ကိုမယားကသင်ခန်းစာပေးနေတာဆုံးမနေတာသိလားတီတီကဒီလိုပဲနောက်ဆုံးပြောကပကြီးကားကြီးကို ပိုက်ပြီးကိုလေးမောင်အနာကနေဝေးဝေးကို လာခဲ့လေတော့တယ်အခန်းတွင်းကိုရောက်တဲ့အခါတီတီကဘရင်ကောင်းရင်ဘက်မှာရှိတဲ့ဇပွဲပေါ်မှာ ပကြီးကားကိုတင်ပြီးဝမ်းနေခြင်းခံပြန်းခြင်းကို့ဘဝကိုမကျေနပ်ခြင်းစသည်တော့ကလှမ်းများကြောင့်ညရဲ့ချောင်းစီအငိုကြီးငိုပစ်လိုက်မိတော့တယ်။အနှစ်ကဒီအချိန်ဒီနေ့ရက်တွေမှာရုပ်လာပြီးဘောဓာတည်တိမ်လာတဲ့တီတီရဲ့လင်းတော်မောင်ကရုံးမလာပေမဲ့လည်းသဘောထားပြေဝါရှာလေတဲ့တီတီရဲ့ကျေးဇူးရှင်ပကြီးဆရာတို့ရဲ့ပကြီးကားတစ်ချက်ကိုတယောပြုံးနဲ့ပြုံးရင်းတောင်ခဲ့လေဘူးတီကို တီတီကမေးမရအောင်ရှိနေတဲ့ကြားကသူ့ထံကဒီနေ့ရောက်လာမဲ့ပစ္စည်းများကိုညှော်လင့်နေမိတယ်။သို့တော်တီတီအဖိုးရက်တွေခံ၍ဓာရီသာကျွမ်းခဲ့ရတယ်။သူစီကအမတ်တရားစေတမန်လွှာများကရောက်မလာတော့ဘူး။အဲ့ဒီအခါမှာအမတ်မထင်စုံစည်းခဲ့ရလေတဲ့ကဲတင်ရှင်ကြီးအတွေ့တီတီကရင်နာစွန့်နေခဲ့ရတော့တယ်။ဒီနေ့မှာတော့တခါကသူနဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့ ဘုံကြီးကြောင့်ရှိရာရွာကလေးကိုတီတီရရောက်ခဲ့ရတော့တယ်။ဘုံကြီးကိုလူပွဲပစ္စည်းများလှူခဲ့ပြီးခက်မြန်မြန်ဥချပြီးတီတီရဘရောက်ပင်ရှိရာကိုပြေးလာခဲ့မိတယ်။တဲဖြူတန်ချောင်းကလေးမှာရေတွေခန့်လျက်ရှိတယ်။ဘရောက်ပင်ကြီးကတော့ပင်လုံးကျော်ပွင့်လျက်ရှိတယ်။နှစ်တိုင်းနှစ်တိုင်းသူဒီနေရာကို လာလာပြီးပကြီးဆွဲတဲ့ကွယ်ဒကာမလေးရဲ့ဒီနှစ်တော့ပေါ်မလာလို့ ဥပစင်းတို့လည်းမျောလဲမိတယ်။ဒုခဲ့တဲ့တလားလောက်ကတော့နေကင်းကြောင်တာပူပူလောင်လောင်ကြီးထန်းစင်ကြီးကိုရွာသားတွေကထမ်းလာပြီးဒီကြောင်ဝင်နဲ့လာကြတယ်။ဘသူလဲကြည့်လိုက်တော့သူဖြစ်နေတယ်။တကူလုံးနဲ့ဒံရတွေဒံချက်တွေနဲ့ခြေတစ်ဖက်လည်းမပါတော့ဘူးကွ။အတဲလဲမြော့မြော့ကလေးပဲရှိတော့တယ်ဘလို့ဖြစ်တာလဲမေတော့သူ့ပါလာတဲ့ယထာ မိုင်းပုံထိတာ ဆိုတာပဲအစုံတော့ဒီကိုလာရင်ဖြစ်ရတာပေါ့တက္ကမလေးရာ ။ဥပစင်းတို့လက်ပေါ်မှာပဲအသက်ထွက်သွားတယ်။ဒါနဲ့ဆရာတော်က "तू အင်မတန်မြန်နိုးတဲ့ဒီနေရာမှာထားလိုက်ပါကွယ်"ဆိုလို့ဒီဘရော့ပင်အောက်မှာပဲမြုပ်ထားခဲ့ရတယ်။ဒီလူဟာလူတစ်မျိုးပဲ။ဘယ်ကလာလို့ဘယ်ကိုသွားမယ်လူမှန်းလဲ။မေးလို့မရဘူး။သူ့နံမီတော်သေတာသေရောမသိလိုက်ရဘူး။ဘရော့ပွင့်များကပင်အောက်ကိုလွင့်ကလွင့်က ပြန်ဝဲကြလာလိမ့်တယ်။တီတီကသူ့မြေပေါ်အမတ်သားကလေးပေါ်မှာ ခေါင်းငိုက်ဆိုင်ချပြီး အာရပါရငိုလိုက်မိလေတော့တယ်။ချင်းမြတာကိုအမှုပညာပန်းဝင်ကလေးများနဲ့တရုတ်ဖော်ခဲ့လေတယ်။မထေမရှားပကြီးဆရာတို့ရဲ့အသေးနှလုံးများကတော့သဲပြူစမ်းချောင်းနဲ့ပထောက်ပင်ပေးမှသွေးအလူလူနဲ့မြုံနံလိုက်ရပြီသားဖြစ်တယ်။ဒီတီးကအာရအောင်ငိုရှိုက်ပြီးတဲ့အခါအပေါ်ကိုမော့ကြည့်လိုက်လေတယ်။ပထောက်ပွင့်များကဒေမာဝဲပြီးကျွေစဲပဲဖြစ်လေတယ်။ မေတ္တာပန်းများညှို့နှွမ်းချောက်သွေနေတဲ့ကဘာမှာတာရှည်စွာရက်တီနေရာချင်းတဲ့ဗရောက်ပွင့်ကလေးများလိုပဲတီတီကကြွေလွေ့ကျင်စမ်းပါပြီဟုတ်ကဲ့ပါရှင်စာရက်သူယူရီမာလာတန်ရေးသားထားတဲ့နေလဲစိတ်မှာမြစ်တော်တာဆိုတဲ့ဝတ္ထုတိုလေးကအိနီယာလေးမှာပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်